ိသမ ्या အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်အပတ်စဉ်တင်ဆက်ပေးနေကြ Let's Talk ဆိုတဲ့အစီအစဉ်မှာတော့ဒီတစ်ပတ်မှာတော့ Pride လုပ်ငန်းတွေကိုကျွန်တော်ဦးစားပေးထားပါတယ်ခင်ဗျာအ Pride လုပ်ငန်းဆိုရမှာလဲဒီတစ်ပတ်မှာအရန်ကိုမုံမြတ်တဲ့အဲမျက်သက်မော်အဲခွေးကလေးများနားခူရာဆိုတဲ့ shutter ကိုအဲကိုယ့်ရဲ့ဇီးကိုစိုက်ထုတ်ပြီးတော့အကောင်းဆုံးဆောင်ရွက်နေတဲ့အမကိုဒီအစီအစဉ်မှာအသေးစိတ်မေးမြန်းတင်ဆက်ပေးမှာဖြစ်ပါတယ် မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါမင်္ဂလာပါရှင်ဟုတ်ကဲ့ပါအမအเจ้าနေကျွန်တော်ဒီစတင်ရှင်းနေတာကတော့ Facebook ပေါ်မှာပေါ့နော်နောက်ပြီးတော့ Mandalay FM မှာလည်းအမရဲ့ interview တွေကိုကျွန်တော်ခန်းစားနိုင်ပြီခင်ဗျာအဲ့ဒီခါမှာအမရဲ့စ조사ရည်တည်မှုတွေနဲ့ပတ်သက်ပြီးတော့မဆောင်ရွက်ခဲ့တဲ့အပိုင်းတွေကိုဒီအစီအစဉ်မှာအသေးစိတ်မေးမြန်းတင်ဆက်ခွင့်ပြုပါခင်ဗျာဟုတ်ကဲ့ပါဟုတ်ဟုတ်ကဲ့ပါအဲ့တော့အမရဲ့အကြောင်းတွေကိုလည်းဟိုပရိသတ်ကိုတစ်ချက်လောက်မိတ်ဆက်ပေးပါခင်ဗျာဟုတ်ကဲ့ပါဟုတ်ကျမကတော့မမျက်သက်ပါမှာရှင်ဟုတ်တန်လျင်မှာခွေးကြီးရလုပ်ထားတာပေါ့နော် လောက်လိုက်ပြပါဦးပါလိမ့်ဆန်လေးယူတော့ကျမငွေလေးရချစ်တော့လိမ့်ဆန်လည်းပဲကြီးပြင်းလာတာပေါ့နော်အဲ့လိုကနေစပြီးတော့လိမ့်ဆန်လေးတို့ကဲတင်ကျွေးမွေးနဲ့ဒီလိုမျိုးခရာလို့ဖြစ်သွားတာပေါ့ဟုတ်ကျမဒီ 好、okay.，直接把饲料啥嘛，另外开它好，另外开，另外开它。好。哦，它狗那的狗，它该走的嘛。好，该是另外一块啦，反正吃吃得着，妈得着，那都保留泡泡来比较。这边干的，那边干的，工作了嘛，工作了嘛，那我老。就直接开掉了，开掉了。可以的，够了，没花钱嘛。好，好。 只要搞你做，你是分子你也罢了。你搞你做，这、这、么子个样子，你做哩。哦，好。你搞你叫，你出，你出路。搞钱哪能搞不赢了？我们只搞只赚路费嘛。好。只讲改做来个那那条路。我们也得跑得跑。哎，堵堵来改嘛，那堵路那路嘞，人家出的。那路人家出价，只听啊，现在路搞飞巴飞路没有？堵嘞，他们堵你响。现在飞巴飞路没有那个。 ဟိုမဒီအခုအဆောက်ရှောက်နေတဲ့အပိုင်းမှာဆိုလို့ရှိရင်မဒီလမ်းဘေးမှာဟုတ်အများနဲ့တော်လာလှောက်ရှားနေကြတဲ့ဒီခွေးကလေးတွေကိုမခေါ်ယူပြီးတော့စုဆောင်ထားတာကိုကျွန်တော်တို့ဒီကျွေးမွေးထားတာကိုကျွန်တော်သိရပါတယ်ခင်ဗျာအဲ့တော့ဘောနော်ဒီခွေးကလေးတွေပုံမှာအမထားတဲ့စိတ်ထားရဲ့နောက်ပြီးအခုလို shutter scan ဖြစ်သွားအောင်ဘောနော်အမဘလောက်ထိစူးစမ်းခဲ့ရတယ်ရုံးကန်ခဲ့ရတယ်ဒါကြီးဖြစ်လာအောင်အမဘလောက်ထိစောင့်ရခဲ့ရတယ်ဆိုတဲ့အပိုင်းပြီးနောက်ပြီးတော့အခက်အခဲတွေပေါ့ဟုတ်ကဲ့ပါဟုတ် အော်ဒီလိုမျိုးဟိုဟာလမ်းဘေးခွေးတွေကောက်တာအဓိကကတော့ဒုက္ခတဲ့လမ်းဘေးခွေးလေးတွေအစားအမယ်တောက်အမယ်ပေါ့နော်နောက်ကားတိုက်သွားတာမျိုးတို့အဲ့လိုဒုက္ခတွေကိုကျွန်မအဓိကခဲချင်တာခဲချင်တော့တောက်ကုန်းမှာငယ်ရဲကကလေးတွေကကောက်ကောက်လာတယ်ပေါ့အဲ့လိုပဲကြောက်ကုန်းချန်နဲ့မှာကောက်မွေးမွေးနဲ့ဒီရက်ွက်ထဲမှာရောအကောင်50 60လောက်ကအနည်းဆုံးဖြစ်နေတယ်ဒါလူနေရက်ွက်ပေါ့နော်ရက်ွက်မှာရင်အဲ့မှာခွေးကောင်းကတကောင်းမှာပေါ့အကုန်လုံးကကားတိုက်ထားတဲ့ကောင်တို့အဲ့လိုမျိုးယောဂနဲ့ကောင်အဲ့လိုမျိုးနောက်သူများရိုက်ထားလို့ဒဏ်ရာတကြက်တွေနဲ့ကောင်ပေါ့နော် အဲ့လိုတွေပဲကျွန်မကြွေးမွေးပြီးတော့ငယ်ငယ်လေးကအဲ့လိုပဲအဲ့လိုနဲ့နေကြီးလာတာကြီးလာတာအဲ့တော့ခွေးကောင်90ဟိုကြောက်ကုန်းလိုနေရာမျိုးမှာအမချန်တဲ့မှာခေါ်ထားတယ်အမရဲ့မိဘတွေရောနောက်ပြီးပတ်ဝန်းကျင်အောင်ဟုတ်လက်ခံပါမလားဟုတ်ကဲ့လူမျိုးရှိတယ်ပေါ့မိသားစုကျွန်မအဲ့လိုကောက်လာတော့ကျွန်မတည်လာတဲ့ခွေးလေးတွေဆိုတိန်တော့အတန်းစင်တွေတော့မိသားစုကလည်းတိန်လို့လိုက်ချစ်ကြတယ်ကျွန်မမိသားစုကျွန်မမောင်လေးတွေအကုန်ချစ်ကြတယ်ပေါ့ဒါပတ်ဝန်းကျင်ကြောက်ရောလေတိခန်နိုင်တဲ့အယူရှိရတိမိခန်နိုင်တဲ့အယူရှိရပေါ့နော်ဒါမှတခုကောင်းတာကျွန်မရောက်ကတော်လေးကောင်းပါတယ် သူများရောက်ွက်ဆိုဘယ်ရအောင်လဲကျမတို့ကဒီကြောက်ကုန်းမှာငွေမွေးခြံပေါက်ကျမ၄၅နှစ်တည်းကနေလာတာဆိုတော့နှစ်ပေါင်း30ကျော်ကြီးဆိုတော့ဒီကြောက်ကုန်းကလူတွေကိုယ်လူချင်းတွေလည်းဖြစ်နေရဲ့နောက်ရောက်ွက်ကလည်းခေါင်းတွေခေါ်ရမယ်ကျမတို့ပြဿနာရှာနေတယ်ပေါ့ဒါမဲ့လည်းဟိုအကုန်လုံးမဟုတ်ပေမဲ့ဟို100 100%မှာ90%လောက်က easy ပြဿနာမရှိဘူးပေါ့နော်တချို့နဲ့10%လောက်ကနေပြဿနာရှိရပေါ့ရှိရစီပွန်တိုင်တာမျိုးအသိပြတာမျိုးလောက်တာပေါ့နော်ဟုတ်အဲအဲ့ဒီအဲ့ဒီကြောင်းလေးတစ်ချက်တော့ပြောပြပြလားခင်ဗျဟုတ် ဟုတ်ဟုတ်အဲ့လိုပေါ့ပတ်ဝန်းကျင်မှာအဲ့လိုကျမခွေးရဲ့အတန်ဗလန်တို့ပေါ့ကြီးများမျိုးရှိရပေါ့ရှိတော့အဲ့လိုအဲ့လိုစီပံတိုင်နေတိုင်ပြီးတော့ဒီခွေးအုပ်ကိုဖြိုးပေးပါတော့ပါလို့ပေါ့အဲ့တော့စီပံကအစိတ်လာပြစ်တယ်ပေါ့ပြစ်တော့ကျမကလည်းအဲ့အစီပံအစိတ်ပြစ်မှာဆိုလို့ဆိုပြီးဒီခွေးတို့ license တွေစောင်းနေလေဘတ်တွေပတ်အကုန်လုထားရပေါ့နော်အကုန်လုံးဒါမှမဟုတ်အဲ့ကြားရဲ့လာလာပြစ်သွားတာပေါ့နော်ပြစ်တော့အခုပြီးခဲ့တဲ့မိုးရင်းတော့မှခွေးလေး15កောင်ပါသွားတယ်အဲ့လိုမျိုးပေါ့ဒီလောက်ကျွေးမွေးကြီးထားရကြနှမျောတာပေါ့တေချာကျွေးမွေးထားလို့ဝါတုံနေပြီဟောဒါမှလည်း နောက်ဆုံးတော့လည်းဩကိုကလူနေရောက်ကွက်မှာလည်းဖြစ်နေရပေါ့နော်ဆိုတော့ကိုကသီးခံလိုက်တာပေါ့ဟုတ်နောက်ပိုင်းပါပေါ့ဒီလို shutter screen ဖြစ်လာအောင်ပေါ့နော်အမရဲ့ခုနကျွန်တော်မေးခဲ့တဲ့အပိုင်းလေးကိုဖြေဆိုပေးပါတော့ခင်ဗျာဟုတ်ကဲ့ပါဟုတ်ဟုတ်အဲ့လိုမျိုး shutter လို့ပြောတာကကျွန်မကျွန်မငငယ်တည်းကကျွန်မလုပ်ချင်တယ်ကျွန်မအိမ်မဲ့ပေါ့နော်ဒါပေမဲ့အခုကလူဖြစ်တာနည်းနည်းဆောသွားတယ်ပေါ့အစကစားကတော့အဆအဆအရာရာဒီတဲ့လည်းအသက်နည်းနည်းကြီးတဲ့အရွယ်ပေါ့နော်အခုလိုတော့တနိုင်း ဒီလိုပဲမွေးထားမယ်နောက်ဝင်ရှယ်တာကိုကျွန်တော်ကျွန်မတွက်လိုက်တာကျွန်မအသက်40ကျော်ဖြစ်ပြီပေါ့နော် energy ဘွားလို့ AC စီးပွားလဲဒီတမကတောင်းတင်းဒီနေွားတဲ့ခါကျမှကျွန်မအကြီးလုံးမယ်လို့ရည်ရွယ်ရည်ရွယ်ချက်ကရှိပြီးသားဒါပေမဲ့အဲ့အချိန်မှာအခုကကြိုလှုပ်ဆောလို့ဖြစ်သွားတယ်ဆိုရင်ရည်ရွယ်ချက်ကပြီးခဲ့တဲ့2013လောက်က2013 July လောက်ကပေါ့နော်အဲ June July လောက်က Facebook မှာသတင်းတွေတက်လာမန္တလေးမှာအဲနေဆက်ကိုခွေးသားခွေးတွေပို့တယ်ပေါ့ပြီးတော့တရုတ်ပြည်ကိုပို့တယ်ပေါ့တရုတ်ပြည်ကခွေးသားစားတယ်ပေါ့အဲ့လိုနဲ့ဆိုပြီးတော့သူတို့ဘက်က မန္တလေးရတငယ်ချင်းတွေက Facebook မှာတင်ရောတင်ပြီးတော့ခွေးလေးတနာကြကောင်းတယ်ပေါ့တချို့ကျအခွေးလေးတက်ပုံနေရိုက်ပြီးတော့တင်ထားအမြင်တော့ကျမကမြင်တော့စိတ်မကောင်းစိတ်မကောင်းတာလည်းအားနဲ့မင်းနိုင်ဦးမင်းတော့အားနဲ့မေးမြန်အောင်မန္တလေးတငယ်ချင်းတွေကိုမေးမြန်အောင်မေးမြန်တော့တို့ကအဲ့လူအဲ့လိုလှုပ်ရှားနေကြပြီတဲ့နှစ်ပေါင်းကြပြီပေါ့ဒါဆိုရင်ဌာနဆိုင်ရာချင်းဘာမှမပြောဘူးလားပေါ့ဆိုတော့ဘသူမှလည်းဘာလို့အရေးတူမလုပ်ဘူးပေါ့နော်လိမ့်ဆန်ချစ်တဲ့လူအများစုကလည်းလိမ့်ဆန်ချစ်တာသာရှိတယ်ဖက်ပြိုင်မပြောရဘူးပေါ့အရှိရှိပြဿနာတက်မှာဆိုးတယ်ဆိုတော့ကျမအဲ့ခွေးတက်ပုံထက်ခါထက်ခါကြီးကြီးကြီးတော့စိတ်ချမ်းသာအောင် အဲကျမမထူးဆိုမန်လေးတက်ချသွားလိုက်တယ်အဲပြီးခဲ့2023ဇူလိုင်လောက်ကတက်သွားတယ်ဟိုရောက်တော့ကျမအဲ့လူသွားလေးလာပြီးတော့အဲ့လူစီကိုကျမဝင်ကြည့်တယ်ဝင်ကြည့်တဲ့အချိန်မှာအဲ့ခွေးချာမှာခွေးတွေလောင်အိမ်တန်းလောင်အိမ်နဲ့သူကနဲတော်ကြီးမြမဲတယ်မှာပေါ့အကောင်ပေါင်းများစွာ200လောက်ရှိမလားမသိဘူးများစွာထည့်ထားတယ်ခွေးရောတော့ခွေးလေးတွေကပိန်လိမ်မြို့ဓာရရင်နဲ့နောက်သတိထားကြည့်လိုက်တဲ့အချိန်မှာခွေးတွေမှာခေါင်းတွေဒီငယ်လေးတွေပဲအကုန်ပေါက်နေပေါက်တော့ဘာဖြစ်လို့လဲကျမမေးကြည့်တော့ခွေးတွေလိုက်ဖမ်းတဲ့အချိန်မှာသူတို့ကတန်ထုံးနဲ့အိမ်ညောင်ချတာ ချတော့ခွေးကမူကြီးပြက်လဲသွားတော့မှသူတို့ကဆွဲတင်တယ်လှမြင်လဲပေါ့ပြီးတော့မှဒီနေရာကိုပို့တယ်နောက်ပြီးတော့သူကသူ့စီလာရောက်တဲ့ခွေးကြီးလဲသူကတကောင်ဘလောက်3000လား4000လားသူအဲ့လိုနဲ့ဆိုပြန်ကောက်တယ်သူအဲ့မှာထားပြီးတော့သူကအသေးမခံဘူးအဲ့လိုမျိုးနေမကောင်းတဲ့ကောင်တွေရောက်လာပြီးရင်သူကထမင်းထမင်းကျွေးထားပြီးတော့ဖြစ်သလိုဖြစ်သလိုပေါ့နော်ကျွေးထားပြီးတော့အသေးတော့မခံဘူးဘာလို့လဲဆိုတော့တရုပ်ပြူသူကအရှင်ပို့ရတာအရှင်ပို့ရတာအသေးပို့ရင်လမ်းမှာပုတ်သွားမှာပေါ့အဲ့လိုအရှင်ပို့ရတာဆိုတော့အဲ့လိုလုပ်တယ်ဆိုကျွန်မကသိရတယ် ဲ့လိုသိဖို့လဲကျမအဲ့ခွေးအဲ့လိုလုတ်ခွေးသားရောင်းစားရဲ့လူကျမရင်းနှီးအောင်အရင်ဝင်မေးရတာပေါ့နော်အဲ့ချိန်မှာလည်းမန္တလေးမှာရှိတဲ့လူကန်တွေအကူကြီးနဲ့ဝင်ကြတာပေါ့နော်ဝင်ကြပြီးလို့ဟိုရောက်တော့အဲ့လိုလိုသိရသိရအဲ့တော့ကျမကစကားသာကျမတို့အဲ့ခွေးတွေပြန်ပေးပါလားရောင်းပါလားဘာညာပြောတော့ तू ကတကောင်ဘလောက်ပြီးမှရောင်းမယ်ဘာညာဆိုတော့ဈေးတွေမဟုတ်ချုပ်တွေကျမတို့တောင်းတယ်စကားသာတသက်သာနဲ့ရရင်ကျမအဲ့အကုန်လုံးဝင်ရောင်းကိုပြန်မယ်ပေါ့ဆိုရချင်းမှာ तू ကဈေးတွေမဟုတ်ချုပ်တွေတောင်းတယ်တောင်းတော့နောက်တော့နောက်စဉ်းစားကြတော့တငယ်ကြောက်ကအကြံပေးတယ် တူတောင်းတော့ဈေးနဲ့ကိုကဝယ်ပြီးပြန်ရင်နောင်ဆိုရင်ဓာယူခွင့်ဖြစ်ပြီးတော့နေသက်တော်ကောင်းရောင်းစရာမလိုဘူးရန်ကုန်လေးကရန်ကုန်လေးကိုပဲပြန်ရောင်းလို့ရတယ်ဆိုပြီးဖြစ်သွားမယ်ပေါ့ဒါအောင်အားပေးရပုံဖြစ်သွားမယ်ဆိုတော့အဲ့ဒါနောက်တော့ကျမလည်းစဉ်းစားပြီးတော့အဲ့တိုင်မင်းသားရှိလူတိုင်မင်းတိုင်ရင်ပြီးတော့ကျမအဲ့ဒါနဲ့မန္တလေးမှာအဲ့ဌာနတွေကိုကျမလှမ်းပြီးအကြောင်းကြားတော့ဒီမွေးခုဌာနအကုန်လုံးပေါ့နော်ကျမအကြောင်းကြားတော့အကုန်လုံးကတိတ်တာကိုစိတ်ဝင်စားခြင်းမရှိဘူးမရှိတော့ကျမဒီနေရာကိုလည်းကျမကသိနေပြီးပြီကျမအဲ့ခဏခဏသွားကြည့်တယ်အဲ့နေရာမန္တလေးတိုင်းပလိမြို့မှာပလိမြို့မှာလှူထားတာဆိုတော့ ကျမမန်လေးတဲတဲ့အိမ်ကနေအဲ့ညောင်သွားကြည့်လိုက်သွားကြည့်လိုက်နေစိတ်ကိုမချမ်းသာအောင်မြင်နေရတာအဲ့တော့တော့ကျမဒီလူအရေးယူပေးဖို့လို့ပြောတယ်ပြောတော့အကုန်လုံးကတိတ်စိတ်ဝင်စားကြအောင်ပေါ့နော်အဲ့နောက်တော့ကျမစာရီအဆင့်ဆင့်ရေးတယ်ရေးပြီးတော့အဲ့မန်လေးတိုင်းဦးကြီးချုပ်ရဲမြင့်လည်းပါတယ်ပေါ့အသူဟာအပါဝင်အလုံးပေါင်းလူကြီး10ယောက်17ယောက်လောက်ရှိမှအဲ့ဌာနဆိုင်ရာအကုန်လုံးပေါ့ကျမစာရီစည်းပို့တယ်စာရီစည်းပို့ပြီးဒီလူလူခွေးလေးလူဖြစ်နေရဲ့ဒီလူအရေးယူပေးဖို့လို့ ਨੇ ပေါ့နော်ဒါဟုတ် ဒီလိုမျိုးခွေးလေးဒီခွေးဆိုတာစဟိုခွေးသားစားအောင်ဒီခွေးဆိုတာစားမယ်တဲ့မှာမပါဘူးပေါ့နော်ချက်သားတို့ငါ့ကိုလည်းမဟုတ်ဘူးပေါ့နော်အဲ့ခါကျတော့ဒီလိုမျိုးဒီလိုလုပ်နေရမျိုးကျွန်မမကြိုက်တဲ့အတွက်အဲ့တော့တားမြစ်ပေးဖို့လို့နဲ့ဖမ်းဆီးဖို့လို့ကျွန်မအစားတင်တာတင်တော့ကျွန်မစာရီးခဏနာတော့ now facebook မှာလည်းကျွန်မတင်အဲ့ပြီးနောက်ပိုင်းတော့မှ sb ကကျွန်မကိုဆက်သွယ်လာပြီးတော့ဒီခွေးဘယ်နေရာလဲပေါ့ဘယ်လိုလဲပေါ့ကျွန်မကိုမေးမြန်းနေပေါ့အဲကျွန်မအဲ့လိုအလိုပဲပြောပြတဲ့အခါမှာသူတို့သွားပြီးတော့အဲ့နေရာကိုချက်ချင်းသွားပြီးတော့ဝိုင်းနေပေါ့ဝိုင်းတော့ရုံထောင်ကြောင်ပြီးဆိုလို့ပေါ့သွားတော့ခွေးကိစ္စနဲ့သွားတာ တကယ်တော့ကျတော့အဲ့လူရဲ့ channel မှာ तू ကခွေးလဲလောက်တယ်လို့မျိုး तू ကဝက်တော့ကားရောတရားမဝင်တက်တယ်ရော तू ကလုတဲ့နေရာဖြစ်နေအာနဲ့ तू အမှုပေါင်းစုံနဲ့တက်ပြီးတော့ရေစကန်ခေါ်သွားရောစင်ကန်ကခေါ်သွားပြီးတော့ထိမ့်သိမ်းထားတယ်ပေါ့အဲ့လိုသိရတယ်အဲ့လိုသိရသိရပြီးတော့ကျမအဲ့ဒါသူလမ်းအကြောင်းပြန်တယ်ဒီလူသူတို့ဖန်ဆီးထားပြီးကြောင်းကျမရန်ကုန်ပြန်မယ်ဆိုလဲပြန်လို့ရပြီဆိုတဲ့အကြောင်းဆိုကျမမဟုတ်ဘူးခွေးတွေပါလူချင်တာဒီလူကိုဖန်ဆီးသွားပြီးဒီခွေးတွေဘာလို့မှလဲခွေးရဆေးကုတ်ကိုလဲလူတယ်နောက်ကျမလဲရန်ကုန်ခေါ်သွားခြင်းတယ်ပေါ့နော် ဆိုပြီးပြောတယ်ပြောတော့စကားစားကျမဝင်မလို့ဒါမှမဟုတ်ကျမဒီလူအားမပေးခြင်းတဲ့အတွက်အခုလိုမျိုးအစဉ်စဉ်တိုင်ရတယ်ဆိုတဲ့အကြောင်းပေါ့နော်ဆိုတော့သူတို့ကတခွေးကိုပေးလို့မရသေးဘူးတသက်ကံပစ္စည်းတွေဖြစ်နေရပေါ့ဆိုတော့ကျမတသက်ကံပစ္စည်းလို့ပြောရအောင်ဒါပစ္စည်းတွေမှမဟုတ်တော့အသက်ရှိတယ်ဆေးကုဖို့လိုတယ်ထမင်းကျွေးဖို့လိုတယ်ဒီတိုင်းသိမ်းထားလို့မှမရတာအဲ့ဒါနဲ့ကျမတခါထပ်ပြီးတော့ကျမစာတင်ပြန်ရောစာတင်တဲ့အချိန်မှာနောက်တော့အဲ့မှာမန္တလေးမှာရှိတဲ့ဖုန်ကြီးတစ်ပါးပေါ့နော်အဲဘွဲတော်တော့မိတ်သွားပြီအဲ့နိုင်ငံတော်ဖုန်ကြီးပဲပေါ့နော်အဲ့ဖုန်ဖုန်းစီကိုတွားပြီးတော့ဖုန်ဖုန်းက တော်တော်တက်တော်လေးတော်တော်ကြီးနေပြီ90ကျော်နဲ့တူတယ်ဖုံဖုံစီသွားပြီးတော့ဖုံဖုံသွားပြီးတော့အကျိုးချောင်းချောက်တင်တာပေါ့နော်တင်ပြီးတော့အဲ့လိုလိုပဲအဲ့ဒါဒီခွေးလေးကိုလည်းတနာလိုရံကုန်လဲခေါ်ရခြင်းနဲ့တသိကံပြေးဆိုပြီးတော့တင်ထားတယ်ပေါ့နော်ဖုံဖုံအနေနဲ့တခုခုအကူညီပါလို့ပြောတော့ဖုံဖုံကသူကအဲ့ဟိုဘာလဲအဲ့ဟွာဝင်းကြီးဥယျာဉ်မြင့်စီကိုသူကဟွာမေတ္တာရက်ခံနဲ့စာလေးပေါ့သူကပို့ပေးတယ်ဝိုင်းကူပေးတယ်ပေါ့နော်အဲ့အချိန်မှာလည်းမန္တလေးမှာရှိတဲ့တီမွေးကူနဲ့ပတ်သက်တဲ့ဌာနဆရာဝန်တွေကလည်း ကျွန်မဝိုင်းကူညီကြတယ်ပေါ့နော်ဒီအဲနောက်ဆုံးတော့ကျွန်မလက်ထဲဒီခွေးရောက်လာတယ်ပေါ့ရောက်လာပြီကျွန်မတို့မန္တလေးအဲပလင်းမြို့ကနေမှတစ်ဆင့်ဩဂတ်လ13ရက်နေ့မှာညမှာကျွန်မတို့ခွေးတွေရန်ကုန်သေးဖို့လောက်ကြတယ်အဲအချိန်မှာကျွန်မတို့ကားအကြီးငားတယ်ကားကြီး14ပြီကားကြီးပေါ့အကြီးငားတယ်ငားတော့အဲမန္တလေးမှာရှိတဲ့အဲကျွဲဆက်ကမ်းမှာတစ်ဆင့်ထွက်လိုက်တဲ့နေရာတနေရာပဲအဲလူမှုကူညီအသင်းတွေကကားကြီးကိုကျွန်မတို့ငားကြတယ်ငားပြီးတော့အဲကားကြီးကိုကျွန်မငားပြီးတော့ကျွန်မသေးလာတာပေါ့ခွေးတွေကို တယ်လားတယ်လားကျမလက်ထဲအပ်လိုက်တော့တော့အကောင်ပေါင်း139ကောင်ဒါပေမဲ့အဲ့ဒီမှာတော်တော်လေးအချိန်နေသုံးနေခွေးလည်းပါတယ်ခွေးတွေကိုခရက်ခက်စက်ကားပေါ်တင်တဲ့အချိန်မှာညရဲရတင်တာမနေ့3နိုင်မှတင်လို့ပြီးရပြီးတော့အဲ့ခွေးတွေကျမအောင်သေးလာတဲ့အချိန်မှာခွေးကားပေါ်တင်ပြီးနိုင်ဘက်လောက်ပဲမောင်းအောင်တည်တယ်စက်ကင်မျိုးပြန်ထွက်ပဲရှိသေးတယ်ကားအပြတ်သွားတယ်ပြက်လဲပြုတ်အဲ့ကားကြီးကမနေ့3ခွေး4နိုင်ရပြက်လိုက်တာနောက်ညနေ4နိုင်မှပြန်ကောင်းတယ်ဟုတ်အဲ့တော့အဲ့အချိန်တစ်ချိန်လုံးမှာနိုင်ပေါင်းများစွာခွေးရလဲအစာတွေငတ်ကျမလဲဒုက္ခတွေရောက် နောက်တော့အိုင်နန်တော့ကရွာနေချုပ်ဆက်ကမိုးချွတ်တီဝဲရီနဲ့ဖြော်ပြီးကြွေးပေါ့နော်အဲ့လိုနဲ့အသက်တွေမသိအောင်ထိန်းထားရတာပေါ့အဲ့လိုနဲ့အဆင်အဆင်နဲ့နောက်ရန်ကုန်15ရက်ဩဂတ်15ရက်ညနေ4:00နိုင်မှကျွန်မရောက်လာတယ်ရောက်လာတဲ့အချိန်မှာခွေးကြီးကအဲ့ထဲမှာအသက်ရှင်ကြံတဲ့ကောင်ကအကောင့်တရာတော့မပြည့်တော့ဘူးလမ်းမှာလည်းဖြုတ်ဖြုတ်တီကုန်ကြတာနောက်သူတို့ဘိုက်စာနဲ့တူအထဲမှာအချင်းချင်းပြိုင်ကြိုက်ကြဖဲကြစားကြတဲ့အဲ့လိုအဲ့လိုဖြစ်တာပေါ့နော်